ိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်မြို့မှာမြန်မာနိုင်ငံသားလူငယ်တွေပါတဲ့လူမိုက်ဂိုင်းကကျူးလွန်တဲ့ရာဇဝတ်မှုနောက်ဆက်တွဲအနေနဲ့လုံခြုံရေးတိုးမြင့်မှုတွေအစစ်အစေးဖန်ဆီးတွေများနေတာကြောင့်မြန်မာရွှေ့ပြောင်းလုပ်သားတွေစိုးရိမ်နေကြပါတယ်။မြစ်သစင်ပေးပို့ထားပါတယ်ရှင်။ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်ခရိုင်မှာထိုင်းလူငယ်တွေကိုဓာတ်နဲ့လိုက်ခုတ်တဲ့လူမိုက်ဂိုင်းဝင်မြန်မာနိုင်ငံသားလူငယ်တွေကိုဖန်ဆီးရမိတဲ့နောက်ပိုင်းသက်ဆိုင်ရာကလုံခြုံရေးတိုးမြင့်ပြီး စစ်စေးရေးတင်းကြပ်ရမှာဥပဒေနဲ့မညီညွတ်တဲ့ရွှေပြောင်းလူသားတွေကိုလိုက်လံဖမ်းဆီးတာတွေလှုပ်ဆောင်နေတာကြောင့်မြန်မာရွှေပြောင်းလူသားတွေအနေနဲ့စိုးရိမ်နေကြရတယ်လို့ဆိုကြပါတယ်။စတေမာလာ18ရက်နေ့ကချင်းမိုင်ခရိုင်နောင်ပါကရန်ခရိုင်ခွဲမှာရှိတဲ့အဝိရှော်ဆိုင်တစ်ခုမှာ အသက်14နှစ်အရွယ်မိန်းကလေးလက်ကောက်ဝတ်ကိုဓာတ်နဲ့ခုတ်ခဲ့တဲ့ချင်းမိုင်ရှမ်းကိုသုံးလုံးခိုင်းကောင်းဆောင်ကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ထိုင်းရဲတပ်ဖွဲ့ကစတင်ပါလ23ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီသတင်းထုတ်ပြန်ချက်မှာဒီလူငယ်ဂိုင်းတွေကိုဖမ်းဆီးခဲ့ပြီးတဲ့နောက်ချင်းမိုင်နယ်လန်ဖုံးမြို့နယ်အတွင်းတရားဥပဒေနဲ့မညီညွတ်တာတွေကို လိုက်လံစစ်ဆေးခဲ့ပြီးစက်တင်ဘာလ18ရက်နေ့ကနေ23ရက်နေ့အတွင်းဥပဒေချိုးဖောက်သူပေါင်း189ယောက်ဖမ်းဆီးရမိတယ်လို့အလုံးနီးပါးဟာရွှေပြောင်းလုပ်သားတွေဖြစ်တယ်လို့လည်းထုတ်ပြန်ခဲ့တာပါဒီလူမိုင်ဂိုင်းအမှုနောက်ဆက်တွဲအနေနဲ့ချင်းမိုင်မြို့မှာအစစ်ဆေးတွေပိုများလာတာကြောင့် မြန်မာအလုသမားတွေဟာစိုးရိမ်နေကြရပြီးအနေထိုင်ဆင်ခြင်နေရတယ်လို့မြန်မာရွှေပြောင်းလူသမားတယောက်ဖြစ်တဲ့ကိုကျော်အမီလွဲကဆိုပါတယ်လူတွေကြည့်တော့ကျွန်တော်တို့ပို့ပြီးတော့ဒီအနေထိုင်ဆင်ခြင်ရတာပေါ့နော်အဲရကနေအလုကနေအိမ်ကိုပြန်မယ်ဆိုရင်ဒီရှောင်ပြီးတော့မောင်းတာလို့နော်စေကိရှိမဲ့နေရာမျိုးတွေပေါ့ဆိုတော့ဆိုတော့တချို့ကြတော့ဒီဘောပါမင်းရှိတယ်ဗျာပန်းအောင်ကတ်တွေပါရှိရတာမနေမတူတာမျိုးတွေရှိရပေါ့နော်ဒီကျွန်တော်အသိတွေထဲမှာပေါ့အဲ့လိုလူမျိုးတွေဆိုရင်တို့ပို့ပြီးတော့ဂီယူဆိုင်ပြီးပြန်ရတယ်ပေါ့နော် ဒီလိုမျိုးအစစ်ဆေးတွေများနေတဲ့အချိန်မှာအထောက်အထားပြည်စုံမရှိသေးတဲ့သူတွေအလုံးလုံးကန်ခွင့်လက်မှတ်ဝတ်ပါမယ့်မရှိသူတွေအနေနဲ့ဖမ်းဆီးခံရပါကနေရပြန်ဖို့ခံရပြီးစစ်မှုထမ်းရမယ့်အန်ဒီရဲ့ရှိနေတဲ့အတွက်တတိထားနေထိုင်ကြဖို့ရွှေပြောင်းအလုံသမားရဲ့ကုညီဆောင်ရွက်ပေးနေတဲ့ကိုဆိုင်ယူမောင်ကဆိုပါတယ်ပြဿနာတစ်ခုစုံစမ်းကြဖြစ်ဖြစ်ကိုယ်နိုင်ငံပြန်ပို့ခံရပြီဆိုရင်လေတေချာတာကတော့စက္ကစလက်ထက်ကိုပြန်ပို့တယ်ဆိုရင်ဒါကိုကစစ်မှုထမ်းတွေပါတွေနေရာရောက်သွားမှာပေါ့နော် အဲ့တော့ဒီဟာတွေကိုအမြဲတမ်းတတိထားပြီးတော့ဟာလာငါတခုခုဖြစ်လို့မရဘူးဆိုတော့အပြင်နဲ့အမြဲတမ်းတတိရှိနေဖို့လိုတယ်ပေါ့ကိုယ်လုံချုံရေးကိုဟိုကိုယ့်ရဲ့လုံချုံရေးကိုမိသားစုလို့လုံချုံရေးတွေကိုအမြဲတမ်းဟာလာတိတိအောင်ဟာလာဒီပတ်ဝန်းကျင်ရဲ့တင်းရှယ်လက်ဟာတင်းဌာနတွေရဲ့ဟိုဟာလာဒီထိုင်းနိုင်ငံတင်းတွေဒီဟာတွေကိုကဒီနေရာမှာနေတယ်ဆိုဒီနေရာရဲ့တင်းရှယ်လက်တွေအမြဲတမ်းနားထောင်နေဖို့လိုတယ်ပေါ့လေစက်တင်ဘာလ23ရက်ညပိုင်းမှာလဲတာဝန်ရှိသူတွေက ချင်းပိုင်မျိုးဆရာဖီမျိုးနယ်မှာရှိတဲ့ရွှေပြောင်းလူသားတန်းရတွေကို လိုက်လံစစ်ဆေးခဲ့ရမှာအထောက်ထားမဲ့သူ၈ယောက်၊မူရင့်မှု၃ယောက်၊ဗရန်ပြေ၁ယောက်ထပ်မံဖမ်းဆီးရမိတယ်လို့ဆရာဖီနယ်မြေရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါသေးတယ်။ကျမမြေသစင်ပါရှင်။